တကယ်တမ်းကြည့်ပြန်တွေးကြည့်ပြီးတော့ဟိုမျက်ရည်လည်းကျနေစိတ်လည်းတော်တော်မကောင်းဘူး။အော်ငါအမရယ်ဆိုပြီးတော့တော်တော်လေးဟိုသူ့ post လေးဖတ်ပြီးတော့တော်တော်ကြေကွဲလိုက်ရ။မျက်ရည်ကျတယ်။သူ့မန့်လေးတွေကျွန်တော် live ဖတ်တယ်။သူ reply ပြန်တာလေးတွေကျွန်တော်ဖတ်တော့လဲတကယ်စိတ်မကောင်းဘူး။ ်သူကအလုပ်ပဲပေးပါသူ့ဟိုကျန်နေမကူညီကြပါနဲ့သူဆိုတော့လေတကယ်စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အဲ့ဆိုတော့သူနေတဲ့နေရာလေးရလဲကိုကအရင်နေတဲ့နေရာလေးရလဲအဆင်မပြေလို့သူတို့ဖယ်ပေးရရတယ်ပြောတယ်ဟုတ်တယ်တချို့အခုမိုးရင်းကာလာလည်းဖြစ်တယ်ပြီးတော့အဲအလောက်ကန်နဲ့ရှားပါတဲ့ချိန်လည်းဖြစ်တယ်ဖြစ်တဲ့အခါမှာတချို့ဇက်ပုတ်တွေတော်တော်များများ အဲကျွန်တော်လည်းတီးတဲ့သူတွေပေါ့နော်တော်တော်များများမှာသူတို့မှာအလုံမရှိကြဘူးမရှိကြဘူးဆိုတော့အလုံမပေးတဲ့သူများလာတာများလာကဆိုသူတို့ရဲ့ဒီအမှုပညာခြေရလဲကျွန်တော်တီးရတော့တော့တိတ်ဟိုလိုအများကြီးမရကြရှာဘူးဟိုလိုတောင်းကနန်းလောက်ပဲသူတို့ရကြရရကြတဲ့ခါကျတော့အခုလိုကာလမှာအဲဒီသွားရေးလာရေးကနည်းနည်းခက်ခဲတယ်ဟိုတစီကားကဘယ်နေရာသွားသွား1000 2000ဖြစ်နေတယ်ညီမတို့လည်းသိကြအောင်ပါဆိုတော့ ဟိုသူတို့တွေအနေနဲ့ကြတော့လေဟိုနာမည်ကြီးတဲ့ artist တွေဖြစ်လာတဲ့ခါကြတော့လေတဖြည်းဖြည်းနဲ့နာမည်ရလာတဲ့ artist တွေဖြစ်တဲ့ခါကြတော့ဒီငွေအမောင်းလောက်နဲ့သူတို့တစီကားနဲ့အသွားပြန်ဒီအထုပ်တွေတပုံတပင်နဲ့ shooting သွားတာနဲ့ကြတော့တစီမအဆင်ပြေမယ်လိုင်းကားကြတော့လေဘယ်ချိန်ဘယ်ကာလဒီလောက်တိုးကျိတ်နေတဲ့ခါမှာသူတို့မှတိုးစီးလို့လည်းအဆင်ပြေအဲ့တော့ဟိုတချို့လည်းရားတဲ့ပတ်စံနဲ့ဒီကားကားနဲ့ကြတော့ထူးမနေတော့ဘူးဆိုပြီးတချို့နင်းရင်တော့ရိုက်လိုက်တယ်ပေါ့ဝေးရင်တော့မရိုက်တော့ဘူးအဲအဲ့လိုမျိုးလေးဖြစ်လာတယ် ဖြစ်လာခါကျတော့မနေ့ကအမတစ်ယောက်လည်းတင်လာတာတွေ့တွေ့ရဆိုတော့ဟိုတကယ်တမ်းကြည့်ပြန်တွေးကြည့်ပြီးတော့ဟိုမျက်ရည်လည်းကျနေစိတ်လည်းတော်တော်မကောင်းအော်ငါအမရယ်ဆိုပြီးတော့တော်တော်လေးဟိုသူ့ post လေးဖတ်ပြီးတော့တော်တော်ကြေကွဲလိုက်ရဆိုတော့အဲဒီအမဆိုတာလည်းဒါကျွန်တော်တို့နဲ့ဒါအမေထားဖွင့်มาတွေကကျွန်တော်တို့ဒါကျွန်တော်နဲ့စီနီယာကြနော်မျက်ရည်ကျတယ် သူ့မန့်လေးတွေကျွန်တော်လိုက်ဖတ်တယ်သူ reply ပြန်တာလေးတွေကျွန်တော်ဖတ်တော့လေတကယ်စိတ်မကောင်းအဲသူနေတဲ့နေရာလေးကအဲ ဟိုတချို့ကြတော့လေဒီအကူညီပဲလို့လေဟိုဒါလည်းသူအခက်ခဲတော့ဟိုကိုကိုဝင်းကိုသာတီးပေါ့နော်အဲအဲ့လိုမျိုးပေါ့ဒီမန့်လေးတွေကျွန်တော်အကုန်လုံးလိုက်ဖတ်တယ်သူကအလုပ်ပဲပေးပါသူ့ဟိုကျန်နေမကူညီကြပါနဲ့သူဆိုတော့လေတကယ်စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အဲဆိုသူနေတဲ့နေရာလေးရလေကိုကအရင်နေတဲ့နေရာလေးရလေအဆင်မပြေလို့သူတို့ဖယ်ပေးရရတယ်ပြောတယ်အဲ့နေရာလေးအဲ့ရနေပြီးတော့မှတစ်ဆင့်တစ်ခါအိမ်ငါးဘဝကိုပြန်ရောက်တယ် ောက်တစ်ခါကျဒီခေတ်ဒီခါလာတည်ရောအိမ်အိမ်ငားကားတွေအားစာအကုန်လုံးကနှစ်သိန်းအထက်မှာကြီးပဲရှိတာနှစ်သိန်းအောက်ကမစင်းသွားဘူးအဲ့တော့လာတလာမှာနေစားဖို့ထက်ကိုဒီကြောတခင်းရဖို့အတွက်ကိုရန်ကုန်မြို့မှာအရန်ခက်ခဲဟုတ်တယ်ဟိုကျွန်တော်တို့ဆိုလှုပ်ဆောင်နေလို့ကဒါပေမဲ့ကိုရီးယားကိုမိဘကလည်းအဲနည်းနည်းအဆင်ပြေတဲ့ခါကျတော့တိတ်ပြီးတော့ကိုရီးယားဟိုမထောက်ပံ့ရတဲ့ခါကျတော့ကိုယ်ကတိတ်ပြီးတော့လို့မခက်ခဲပဲတချို့သူတွေမှာတော့တော်တော်ခက်ခဲကြပါလေအဲ့လိုလေးပေါ့ဟိုတော့ကဒီ ျွန်တော်တို့ကစီနီယာကြတဲ့ support ဆက်ရင်တော်တော်များများလုံးမရှိကြအောင်လူချမ်းနေတယ်အဲပြီးတော့အဲဒီ main support နေပါလေတချို့တော်တော်များများမှာအလုံးမရှိကြအောင်ဆိုတော့တော်တော်လေးစိတ်မကောင်းအဲ့တော့ရုပ်ရှင် quality ကောင်းစေချင်တော့ artist အစ်မန်နဲ့တကယ် item ကောင်းတဲ့သူတွေကိုကျွန်တော်တို့ခေါ်ရိုက်စေချင်တယ်ပေါ့နော်အဲယုံတင်လိုက်တဲ့ကာရကာဟီလာဟာလာနဲ့ပဲတကားပြီးသွားတယ်အဲမနေ့ပြန်တကားတကားတကားတက်တင်တယ်ဟီလာဟာလာနဲ့ပြီးသွားတယ်အဲအဲ့လိုကားမျိုးတွေရိုက်ပံများပြီးတော့လေကျွန်တော်တို့ကဟို ဟိုစိတ်ထဲကကဘာကြောကျင်နေလို့လည်းမရအောင်နိုင်ငံနဲ့နိုင်ငံတကာနဲ့လည်းရင်မောင်တန်းကျင်လို့မရအောင်ရုပ်ရှင်တွေတာတကားပြီးတကားတာအကုန်လုံးပြီးသွားတယ်ဟိုကဘာလည်းမကျော်ဘူးတုန်လေးတလားတော့မကျော်သွားဘူးဟုတ်တယ်မလားယုံလေအရန်ခက်ခဲတယ်အဲ့တော့ဟိုဘယ်အချိန်ဖြစ်ဖြစ်ကျွန်တော်တို့ရုပ်ရှင်တမိုင်းပြန်ကြည့်ရင်လည်း quality ကောင်းတဲ့ကားတွေကိုအဲ့လိုမျိုးရိုက်စီခြင်းနဲ့တကယ်အာတစ်အစ်စမန်လေးနဲ့ item နဲ့နင်လားငါလားအဲ့လိုမျိုးပေါ့ဟိုဒီပိတ်ကားပေါ်မှာဒိန်းတိုင်းပြလို့ရတဲ့ item မျိုးပရိသတ်တွေအကုန်လုံးဟာဟင်းငနဲဟာကလေးဖြစ်သွားမဲ့ အဲ့လိုကားမျိုးတွေကိုတော့ကိုရိုက်စစ်ချင်တယ်ပေါ့နော်ပတ်စံကလည်းလူတိုင်းလိုချင်ပေမဲ့ကိုယ်တမိုင်းကိုပြန်လှည့်ကြည့်လိုက်ရင်အကောင်ဆုံးတွေပဲလူတိုင်းကဖြစ်ချင်ကြအဲ့တော့အကောင်ဆုံးတွေပဲကျွန်တော်တို့ရုပ်ရှင်တမိုင်းအကြောင်းမှလည်းဖြစ်စေချင်တယ်ပေါ့နော်အဲ့လိုတွေပေါ့နော်ရက်တိပါတယ်ကျွန်တော်ဒါဒီအနုပညာနဲ့ကျွန်တော်ရက်တိတယ်တခြားကျွန်တော်အပြင်စီးပွားရေးတချို့အလုပ်လေးတွေရှိပါတယ်ကျွန်တော်အမြေလဲလုပ်တယ်တခြားဒီအမြေရောင်းဝယ်ပေါ့အဲ့ဒါလေးလဲလုပ်တယ်တခြားတို့အထည်လုပ်ငန်းလဲကျွန်တော်လုပ်ပါတယ်ဆိုတော့ အဲရတာပေါ့ဆိုတော့ဘာဆိုတော့ဟိုကာတလီကားရိုက်တဲ့ခါကြလို့ရှိရင်ဝယ်စားဖို့နဲ့ကုန်သွားတဲ့ခါရှိတယ်ခါလီအခုတချို့ဟိုရိုက်ရတဲ့ခါ location အရန်ဝေးတယ်ရန်ကုန်မြို့ဟိုဘက်ထိတ်နဲ့ဒီဘက်ထိတ်ဆိုတနေ့ကားစီဖို့ကြီးပဲ9000 6000တော့ကုန်သွားတာမျိုးရှိတယ်အဲ့ခါကျကိုရတဲ့ဒီအမှုပညာကြီးရ daily တစ်ရက်ကို2သိန်း3သိန်းနဲ့ဒီမှာပါတဲ့ဝယ်စားဝယ်ရတဲ့ဝယ်စားပေါ့နော်အဲ့တခါတလေလို့ရှိရင်ကျွန်တော်တို့ကိုဒေးခေါ်တယ်မလားဒေးခေါ်တယ်ဆိုရင်တခါတည်းတရက်နဲ့နဲ့80 80ရရရရတဲ့ခါကျအဲ့အဝိစာပူ ကိုရတဲ့ဒီအမှုပညာကြီး3သိန်းလောက်နဲ့ဝက်စားဖို့နဲ့ပြန်တွက်ကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်အိအိဆိုင်ကအနည်းဆုံး2သိန်းလောက်တော့ကျွန်တော်ပြန်ဆိုင်ရတာပဲဟုတ်တယ်ဟုတ်လားကိုကအော်ဒီဒီကားမှာကျွန်တော်ကာရက်တာလေးတစ်ခုရရဲဆိုပြီးတော့အနေနဲ့ပဲကျွန်တော်ရိုက်ရအဲအဲ့လိုလေးပေါ့ကျုပ်လုတ်ကိုလာနောက်ရှိတ်ကျုပ်ရဲ့ရန်သူပဲမိတ်အပြစ်ကြီးတာတွေသေးတာတွေကျုံနာမလဲအင်းပေါ့ဒီအမှုပညာကြီးတစ်ခုထဲနဲ့ကိုရက်တည်နေရင်တော့အဆင်မပြေနိုင်ဘူး ဲ့တော့ပွင့်လင်းရသည်ရောက်လို့ရှိရင်ကျွန်တော်ဒီ music line မှာကိုကူးတယ်အဲတချင်းလိုက်ဆိုတယ်တချင်းဆိုတဲ့အခါပို့ရတယ်အဲ့တော့အလုံးနှစ်ခုဖြစ်သွားတယ်ပေါ့အဲ့တော့တချင်းလဲဆိုတဲ့အဲဒီဘက်မှာစကားလေးရိုက်တယ်ကားရိုက်ကိုတော့ကျွန်တော်ဦးစားပေးပါတယ်အဲတချင်းဆိုတာဟိုမှာပွဲကညာပိုင်းဆိုတာများတဲ့အခါကျတော့ကျွန်တော်အစဉ်ပြေအောင်တော့ညှိပေးရတော့အဲ့လိုမျိုးအမေမယ်လို့နေရှာမလဲလေအချင်းချင်းထလောင်းဟိုအလုံးမရှိတဲ့ဒီ artist တွေအစဉ်မပြေတဲ့ artist တွေတော့ဟို ဟိုငွေကြီးထောက်ပံ့တဲ့ဆိုင်အလုပ်လေးခေါ်ပေးလိုက်ရင်ဥမာသူတို့တွေလည်းဒီလုပ်လုပ်ရတဲ့ခါကျတော့အသက်လည်းပိုရှည်သွားနိုင်တယ်ပေါ့နော်အဲအစင်လည်းပြည့်သွားနိုင်တယ်အဲအဲ့လိုလေးကျွာအဲကျွန်တော် request ပြုတာပါဟုတ်ပါဘူး